ကျွန်တော်တို့တာဝန်ပြောအားလုံးမင်္ဂလာပါလို့မဖွစ်စားပါပါခင်ဗျာ22ရက်5လ2025မှာ28ရက်5လ2025တပတ်အတွင်းကုမ္မဒရာအောင်ဘေးဟောစရာကဏ္ဍတွင်ပြောဟောပြောပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့တာဝန်ပြောလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အလောက်ကဲကြောင်းလဲကြောင်းကောင်းလဲကောင်းဆိုတဲ့အနေအထားမျိုးတွေဖြစ်ပေါ်တတ်ပါတယ်အလောက်ကိစ္စတွေမှာလည်းလက်ရှိလွတ်တဲ့လုပ်ငန်းနေမှာလည်းကောင်းနေတာကိုတွေ့ရပါတယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ အောင်မြင်မှုတွေဒီပွင့်နေသတိခန်းစားတတ်ပါတယ်။အေဂျင့်လုပ်ငန်းတွေသောက်အောင်လုပ်ငန်းတွေဥစည်းဥဆောင်နဲ့ပတ်သက်တဲ့လုပ်ငန်းမှန်မြကောင်းတဲ့ပတ်ချက်မှဖြစ်ပါတယ်။အလုပ်ပြောင်းနေရာပြောင်းနေဖြစ်ပေါ်တတ်ပါတယ်။ပြောင်းတဲ့ကိစ္စတွေမှာလည်းကောင်းတဲ့ပြောင်းလဲခြင်းတွေဖြစ်ပေါ်မှာဖြစ်ပါတယ်။ခရီးတွေကတော့အထင်ကောက်တွေခရီးသွားခြင်းဆင်းရဲစရာကြုံရလိမ့်မယ်။လူမင်းနဲ့ပြီးတော့ ပြိပကဖြစ်တာလေးကြောင်းရနိုင်တယ်။အောက်လင်္ကာတာသတိမိနဲ့ပတ်သက်ပြီးတော့အဆင်ပြေမှုတွေဖြစ်ရတတ်တယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့ဝင်ငွေနဲ့ထွက်ငွေနဲ့အထူးထူးပဲဖြစ်ပေါ်ပါလိမ့်မယ်။နော်။အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဒီခါလေးမှာငွေသုံးဆွဲမှုတွေညတ်တတ်ပါတယ်။ငွေထွက်တွေညတ်တတ်တယ်။ဒီမျိုးချက်နဲ့ပတ်သက်ပြီးတော့ကိုညီမဆောက်ပေါ်မယ်။ နောက်ဆက်ပြီးကြလဲဖြစ်ပေါ်တတ်ပါလေအထဲအထဲလေးလုပ်ငန်းတွေတော့ရှောင်ထွက်မယ်နော်ဒါပေမဲ့လို့နည်းနည်းဆုံးရှုံးနေတာမျိုးပိုင်းမှာကြုံမယ်ဈေးကွက်မညီမမြဖြစ်တာမျိုးတွေတော့ဖြစ်ပေါ်တတ်ပါလေမိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့ကုညီမဲ့သူရှိတယ်လို့ဒုက္ခပေးမဲ့သူလည်းပေါပေါတတ်ပါလေမိသားစုအရေးမှာတော့တိုင်းတိုင်းမင်းမင်းဆွေဆွေနေနေလောက်ကင်ဆောင်ရမယ်အနေထားမျိုးတွေဖြစ်ပါလေစီပွားရေးနဲ့ပတ်သက်ပြီးတော့လမ်းဟောင်းဝယ်လိုက်ဖို့လိုပါလေလမ်းတစ်တည်းမလိုက်ဖို့ ဟောကြားပေးတော့ပါတယ်။ဒီပါကိစ္စတွေမှာတော့အကောင့်ကိုပဲဦးစားပေးရဖြစ်ပြီးတော့အစ်စ်လုပ်ငန်းတွေကတော့တပတ်တာဆိုင်ကရမယ်အနေထားမဖြစ်ပါဘူး။စက်ပစ္စည်းလုပ်ငန်းတွေချိုးပေးမယ်စံစီစေးစားစက်ပစ္စည်းအင်္ဂါနေ့နဲ့ပတ်သက်တဲ့ကိစ္စတွေချိုးပေးမယ်စာချုပ်နဲ့ပတ်သက်တဲ့ကိစ္စတွေအချိုးပေးမှာဖြစ်ပါတယ်။လုပ်ငန်းနဲ့ပတ်သက်တဲ့အခြေရေးကတော့ရံဖြစ်လိုက်ပြန်ချစ်လိုက်ဆိုတဲ့ပုံစံမျိုးဖြစ်ပြီးတော့အိမ်ောင်ကြီးတွေရံကောင်းတာကိုတွေ့ရမှာဖြစ်ပါတယ်။အနေနဲ့တာသမီးကျမကြီးနဲ့ပတ်သက်ပြီးတော့ဘာမှလုပ်စရာမလိုပါဘူးမိခင်လည်းကျမကြီးကောင်းပါတယ်ဖခင်လည်းကျမကြီးကောင်းပါတယ်ကျေရီယာအနေနဲ့ဘာလို့ဆောရထားမယ်ဆိုလို့ရှိရင် အင်္ဂါနေ့မှာ only အခွင့်အရေးကိုအဝတ်လပ်ပြီးတော့အယူသင်မှာညဘက်နဲ့စားသုံးဆုပ်ထည့်ပြီးတော့နိစ္စရညောင်းမှာလူပါရုပ်စိုးရှိမှာမိမိတိုင်တယ်စွန်တော့မှာဖြစ်ပါတယ်နော်အကြောင်းအားဖြင့်နိညောင်းရဲ့အနိယောင်းရဲ့ချိုးပေးပါတယ်ခဏအားဖြင့်တစ်ကယ်သုံးရဲ့ချိုးပေးပါတယ်နေကောင်းနေ့ရဲ့မြောက်ကတော့တနင်္ဂနွေနေ့တို့အင်္ဂါနေ့တို့ကမိမိတို့တွေနေကောင်းနေ့မှာဖြစ်ကြပါတယ်တနင်္ဂနွေတာပြီးများအားလုံးစိတ်ချမ်းသာကြပေးကြပါစို့ပေးဆောင်ကြပါစို့တနင်္ဂနွေတာပြီးများအားလုံး ကျွန်တော်ရဲ့မိတ်ဆွေများမင်္ဂလာပါလို့နှုတ်ခွန်းဆက်သပေးပါရခင်ဗျာ22ရက်5လ2025မှာ28ရက်5လ2025တပတ်ပြည့်ကုမ္မဒရာအော်ဖီရဲ့ဟောဆရာကဏ္ဍကလည်းပြီးတော့ပြန်လည်ကြိုဆိုပါတယ်တပတ်တော့ဟောပြောပေးတော့မှာဖြစ်ပါတယ်တနင်္လာသားသမီးတွေဟာတဲ့လောက်ကင်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲတွေကြောင့်ရတဲ့နေရာဟောင်းလည်းပြန်ရောက်တတ်ပါလေနော်နေရာဟောင်းလည်းပြန်ရောက်တတ်ပါလေ အဲ့တော့ရဝေးကိစ္စရောရန်နေကိစ္စရောအပြောင်းလဲတော့ဖြစ်ပါမှာဖြစ်ပါတယ်။တေချာလာကတော့ရက်မိတ်အဝေးမဟုတ်ပဲနဲ့အနီနာပြောရမယ်လုလုကလုကိစ္စကပို့ပြီးတော့အဆင်ပြေမှာဖြစ်ပါတယ်။အလုတ်ကန်နဲ့ပတ်သက်ပြီးတော့တို့ချက်လုကန်ဆောင်ရတတ်ပါတယ်။လုပ်ငန်းတစ်တည်းပိုင်းလည်းစတတ်ပါတယ်။အလုတ်တစ်ကိုင်တစ်တည်းလည်းစတတ်ပါတယ်။အေးချက်လုပ်ငန်းတွေစောက်လုပ်ငန်းတွေလည်းကောင်းမနေကောင်းနေပါတယ်။ ခီးကတော့ခီးညံ့တယ်နော်သုံးရှုံးမှုနဲ့နာမှုထိခိုက်မှုတွေကြောင်းနိုင်ပါတယ်ခီးကိစ္စနဲ့ပတ်သက်ပြီးလူမွေရေးကိန်းကြီးကောင်းပါတယ်လူမွေရေးကကြမှာကောင်းတယ်လူမွေရေးကိစ္စရတဲ့အောက်လက်ငယ်ကကိစ္စရတဲ့အားလုံးကောင်းနေပါတယ်ဝေကန်တွေကတော့အရန်ကောင်းပါတယ်နော်သုံးလေဝင်လေဆိုတဲ့ကာလဖြစ်ပါတယ်ဝေကြီးနဲ့ပတ်သက်ပြီးနောက်မထင်မှတ်တဲ့နေရာနေပြီးငွေကြီးရောက်လာတတ်တယ်စုလိုက်ပုံနဲ့ရောက်လာတတ်တယ်ရွှေဝယ်ငွေတွေရောက်လာတယ်ဒီမျိုးချမ်းနဲ့ပတ်သက်တဲ့ငွေကြီးနဲ့ပတ်သက်ပြီးတော့ကြောက်လာတတ်တယ်เนาะကုသန်းရောင်းဝယ်လုပ်ငန်းတွေ ကားလုပ်ငန်းကြောက်လုပ်ငန်းတွေလည်းရန်ကောင်းတယ်ကားနဲ့ပတ်သက်တဲ့လုပ်ငန်းကြောက်လုပ်ငန်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကောင်းပါလေနော်ဒီမို့ကြားနိုင်ငံခြားကိစ္စရပ်တွေလည်းကောင်းတယ်အထယ်ထယ်လေးလုပ်ငန်းတွေကောင်းပါလေအနုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအထင်ကြီးတွေဖြစ်ပါမယ်ကျန်းမာရေးတွေကျွမ်းဝါးတွေကျွမ်းရှင်ဆိုင်ရင်ပို့ရှိပါလေမိတ်ဆွေအပေါင်းတွေနဲ့ပတ်သက်ပြီးအခုညီမဆောက်ပေါ့မယ်ရှက်ဝေးမိတ်ဆွေအပေါင်းတွေရောရက်ရက်နီးကမိတ်ဆွေအပေါင်းတွေနဲ့မိတ်ဆွေအပေါင်းတွေကိစ္စကြီးလည်းကောင်းတယ်ညီပါတွေ ဝင်လာတတ်ပါလေနော်မြေကြီးပါတွေဝင်ခဲ့ရှိတယ်ဖုံးကိစ္စအကြောင်းဝယ်ကိစ္စပွဲစားကိစ္စတွေအားလုံးကောင်းနေပါတယ်ဆက်ပစင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းကောင်းတဲ့ချက်မှရှိနေပါတယ်ဆက်ပစင်းနဲ့ပတ်သက်ပြီးတိုးတော်လည်းပဲစိတ်သိမ်းမကြတာကြီးတော့ပြောတတ်ပါတယ်နော်ဆက်ပစင်းနဲ့ပတ်သက်ပြီးစာချုပ်နဲ့ပတ်သက်ပြီးရောလောက်လောက်ကိုင်းနေနေအထင်းကောက်ကြုံမဲလူငယ်နဲ့ပတ်သက်တဲ့အခြေအရေးကိစ္စတွေမှာတော့အရန်ကောင်းပါလေနော်အိမ်တော်ရေးတွေမှာလည်းကောင်းပါလေ တဏှာသာသမီကျမ်းမာရေးအတွက်လည်းဘာမှပူဆရာမလို့မိခင်လည်းကျမ်းမာရေးကောင်းပါလေဖခင်လည်းကျမ်းမာရေးကောင်းပါလေခြေရာအနေနဲ့ဘာလို့ဆောင်ရထားမလဲဆိုလို့ရှိရင်ရွှေကြည်ရွှေကြည်မောက်တနေ့မကင်းလို့လည်းခေါ်ပါတယ်နော်ဖះကိုလူကလူကစုတော့မှာအဆောင်အားဖြင့်ရှူရောင်ရဲ့အဝါရောင်အစိမ်းရောင်ချိုးပေးပါလေခဏအားဖြင့်နှစ်လေးချိုးပေးပါလေတနင်္လာနေ့တို့ဗုဒ္ဓဦးနေ့တို့ကမိမိတို့ရဲ့နေကောင်းနေရမယ်ဖြစ်ကြပါတယ်တနင်္လာတိုင်းမှာအားလုံးစိတ်ချမ်းသာရေကိုကျမ်းမာခြင်းများပြည့်စုံကြပါစေခင်ဗျာ ကျွန်တော်မိတ်ဆွေများအင်္ဂါတာသီများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပေးပါခင်ဗျာ22ရက်9လ2025မှာ28ရက်9လ2025ကုမုတ်တော်အောင်ဘီရင်ဟောဆရာကဏ္ဍကလည်းကျူးစွာပါတယ်ဒီမှာဆောင်ဟောပြောပေးတော့မှာဖြစ်ပါတယ်အင်္ဂါတာသီရာလုပ်ငန်းပြောင်းရွှေ့လဲရမလို့ပြောင်းရွှေ့ရမလို့လည်းမပြောင်းရွှေ့ပဲနဲ့အဲ့ဒီမှာပဲဆက်ပြီးတော့တည်ရှိနေဦးမှာဖြစ်ပါတယ်နော်အလောက်ကပြောင်းတာအဖြစ်ဖြစ်မပြောင်းတာအဖြစ်အလောက်ကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးရစာဖြစ်ဘူးပတ်စံဖြစ်ကောင်းနေစေဖြစ်ပါတယ် နော်အလုပ်တွေကတည်းကတော့နည်းနည်းလေးအဆင်မပြေမှုတွေနည်းနည်းကြုံတွေ့ရတတ်တယ်နော်အဲ့တော့ဟိုအားနည်းချက်တွေရှိနေကြတယ်ဒါကြောင့်မလို့အဆင်နဲ့မဖြစ်သေးရင်အလုပ်တွေကတည်းကမတိုးချစ်တာအကောင်းဆုံးပဲဖြစ်ပါတယ်အေဂျင့်လုံကနေအဆောက်အလုံကနေကတော့ကောင်း90 90ဖြစ်ပါတယ်ခီးကတော့ဒုက္ခပြတ်တတ်ပါတယ်ခီးကနေမကောင်းခီးချူတွေညံ့ပါတယ်နော်အဲ့တော့ခီးနဲ့ပတ်သက်ပြီးတော့အာတော့တိကျမှုတွေပါကြုံရနိုင်တယ်နော်လူမေးကိန်းတွေကောက်ပါတယ်လူမေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေ ကာလီမှာတော့ဟိုအောက်လက်ငယ်တာတာသမီနဲ့ပတ်သက်ပြီးတော့အစင်မပြားလေးစကားများဆရာလေးတွေစိတ်ပူပန်လေးစိတ်ပူပန်မှုလေးဖြစ်တတ်တယ်နော်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စကြတဲ့ကောင်းတယ်ငွေကန်နေလက်လက်ပါတွေလည်းပွင့်လာပွင့်လာပါလိမ့်မယ်ငွေကန်နေလည်းကောင်းတဲ့ဓမ္မရှိနေပါတယ်နော်ဒီနေ့မှာတော့ငွေရတဲ့ဝင်လောက်တုံးတာလည်းပက်ပက်ဆက်ဆက်ဆိုတာပေါ့အဲတုံးဆက်မှုလည်းများနေပါတယ်ဒီမျိုးချာနိုင်ငံချာကိစ္စကြတဲ့ကောင်းတယ် เนาะအထဲထဲလေးလုံကနေလည်းရောင်းထက်မှာဖြစ်ပါတယ်မီလီယက်စင်နဲ့ပတ်သက်စင်တော့3ထားမှာဖြစ်တယ်ဟွာကျိုးတွေ short ဖြစ်တာတွေလည်းကြောနေပါတယ်မိစေပေါင်းနဲ့ကိုကြီးမဆောက်ဘောမီတာစုမှာအေဂျင့်ပျော်ပွဲအေဂျင့်တာယာပျော်ပျော်ရွှင်ရွှင်ဖြစ်ပေါ်မှာဖြစ်ပါတယ်မြေတွေပါလေဝန်တတ်ပါတယ်ဖုန်းတွေပါကြီးလည်းဝန်တတ်ပါတယ်နော်ပွဲစားလုပ်ငန်းတွေကောင်းပါတယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စရတွေကောင်းတယ်ဘာသာရေးတွေအထူးအကျိုးပေးတဲ့ကာလဖြစ်ပြီးဆရာကောင်းသမားကောင်းတွေကိုကြီးမဆောက်ဘောမှာဖြစ်ပါတယ်ဆက်ပစ္စည်းတွေဝန်လာဝန်လာတတ်ပါတယ်ဆက်ပစ္စည်းကိန်းတွေလည်းကောင်းပါတယ် စီးပွားရေးကိန်းတွေကောင်းတယ်စီးပွားရေးဥမော်လာမှာဖြစ်ပြီးတော့စီးပွားရေးတွေမှာဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ်အခက်အခဲကြားရနေပြီးရောကိုယ့်ရဲ့စီးပွားရေးရဂျပန်ဂျပန်နော်သူတစ်ပါးရဲ့သုံးကုန်ပစ္စည်းကိုကရောင်းနေဆိုပါစို့နော်ကိုရှိမှာတော့အေးအဆင်ပြေနေမယ်လို့ခေါ်ပြောပေးရမှာဖြစ်ပါတယ်ဒါရတာနော်အဲ့တော့ပါချုပ်နဲ့ပတ်သက်တဲ့ကိစ္စရည်တွေတော့ကောင်းတယ် လူငယ်နဲ့ပတ်သက်တဲ့အခြေအနေတွေလည်းကောင်းပါတယ်အိမ်တော်ရေးတွေလည်းကောင်းပါတယ်အင်္ဂါသားသမီးတွေကျမိုက်နဲ့ပတ်သက်ပြီးတော့ဘာမှဆိုရင်ပူပန်စရာမလိုပါဘူးမိခင်တွေလည်းကျမိုက်ကိုပူစရာမလိုဖခင်တွေလည်းကျမိုက်ကိုပူစရာမလိုပါဘူးနော်ကျေရရာအနေနဲ့ဘာကြီးဆောင်ရထားမယ်ဆိုလို့ရှိရင်စမှုစာရှိခုဖျောက်လို့ပါလိုရဆူတောင်းပါနော်စမှုစာရှိခုဖျောက်လို့ပါလိုရဆူတောင်းပါအကြောင်းအားဖြင့်ညညရောင်ရဲ့အဖြူရောင်ရဲ့ကျိုးပေးပါရခဏအားဖြင့်သုံးငါကျိုးပေးပါအင်္ဂါနေ့တို့စတာပရိနေ့တို့ကမိမိတို့ရဲ့နေကောင်းနေရနဲ့ဖြစ်ကြပါအင်္ဂါတပိမြအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာကြည့်စို့ ဒါတော့မိတ်ဆွေများဗုဒ္ဓဟူသားသမီးများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်သပေးပါရခင်ဗျာ။22ရက်5လ2025မှာ28ရက်5လ2025တပတ်တွင်းကုမ္မဒရာအောင်ဗေဒဟောဆန်းကဏ္ဍကလည်းဟောပြောပြီးတော့မှာဖြစ်ပါလေ။ဗုဒ္ဓဟူသားသမီးတွေဟာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ရှိသွားကနောက်ဆက်ကဖြစ်တတ်တယ်နော်။လုပ်ငန်းတစ်ပြောင်းလို့ရှင်စိတ်တွေဖြစ်ပေါ်တတ်တယ်။ဒါမှမဟုတ်အပြောင်းအရွှေ့တွေကအချိတ်ဆက်နိုင်ပြည့်နဲ့ပြောင်းရှိမဲ့ဆိုရင်တော့အလုပ်ကိုင်းအဆင်မပြေပါဘူးနော်။ လုံကအဟောင်းပါလေခဏတာလေးပါနည်းနည်းစိတ်ညစ်စရာပေါ်ပေါက်လေဆိုရင်လည်းပဲတို့တော့လည်းပဲအဲ့ဒီလုပ်ငန်းเนี่ยကောင်းတော့ပါစေနော်ခေါင်းမှမဟုတ်ဘူးတက်မှမဟုတ်ဘူးမိမိတို့ဒီအခွင့်အခါပေါ်မှာမူတည်ပြီးတော့ကောင်းတဲ့ဘက်ကိုရှောက်လာမှာဖြစ်ပါတယ်အဲ့ဒီလုပ်ငန်းတွေကောင်းတဲ့ဆောက်လုပ်ငန်းတွေကောင်းပါတယ်ခီးသွားတဲ့ပတ်သက်တဲ့လုပ်ငန်းတွေကောင်းပါတယ်ခီးကျုံနဲ့ပတ်သက်ပြီးတော့ကိန်းကောင်းပါတယ်ဇီလန်ခီးတော့ဒုက္ခပိတ္တဒုက္ခပိတ္တပါတယ်နော်ဇီလန်ခီးနဲ့ပတ်သက်ပြီးတော့ဒုက္ခပိတ္တပါတယ်အင်းအင်းဆောက်ကင်းနေဆက်ပြီးရရှိနေမယ် ပစ်တန်တဲ့အရောက်ဝယ်လုံကနေကမယ်ဆောက်ဆောက်လို့ရပစ္စည်းတွေအရောက်ဝယ်လုံကနေကောင်းပါပါเนาะလူမျိုးကိစ္စကြတယ်လည်းကောင်းပါတယ်ပတ်သမီးချိုးရည်လည်းပေးပါမှာเนาะရွှေနဲ့ပတ်သက်တဲ့ကိစ္စတွေရွှေတွေဘာတွေဝင်လာနိုင်ပါလဲရွှေတွေဘာတွေဝင်လဲရှိပါတယ်လူမျိုးအချိုးပြုလုပ်ငန်းတွေလည်းဖြစ်ပေါ်မှာဖြစ်တယ်အဲ့တော့ခါရတော့ကောင်းပါတယ်ပေါ့เนาะအဲ့တော့ငွေကန်နေရတော့နည်းနည်းလေးနင့်နာမှုတွေနည်းနည်းလေးတုံးချတဲ့ဘက်ကိုနည်းနည်းအပ္ပါနေရဖို့ပြရပါတယ်ဒါပေမဲ့လို့ဆုံးရှုံးနင့်နာမှုတွေမရှိပါဘူး ကိုယ့်ရဲ့လုပ်ငန်းတွေကဒီငွေတွေကနောက်တစ်ချိန်မှပြန်ရလာမှာဖြစ်ပါတယ်။အဲဒီတော့ကားလုပ်ငန်းကြောက်လုပ်ငန်းတွေကအရှုံးပေါ်တတ်ပါတယ်။နောက်ကြောက်ထက်တာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်။မိမကျနိုင်ငံကျဒုက္ခပေးတတ်ပါတယ်။အစမပြေမှုတွေကြောက်နေပါတယ်။အထက်တယ်လေးလုပ်ငန်းနဲ့ပတ်သက်ပြီးရောနည်းနည်းစိတ်ညစ်စရာကြီးကြုံမယ်။မိလျက်စနဲ့ပတ်သက်ပြီးရောစိတ်ညစ်စရာကြီးကြုံမယ်။အနုပညာနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းစိတ်ညစ်စရာကြီးကြုံပါမယ်။မိစေပေါင်းင်းနဲ့ကိုကြီးမဆောက်ပေါ့မယ်။မြင်နဲ့ပတ်သက်ပြီးရော အကြောင်းဝယ်လို့ရင်ကောင်းမလားနောက်တစ်ခုကအဲဖုံးပြတ်ချက်လူတော်တော်ဖြစ်တတ်တယ်ပေါ့နော် ရောင်းလေရောင်းလို့မှုပဲဖြစ်ဖြစ်ဝယ်လို့မှုပဲဖြစ်ဖြစ်ညီနဲ့ပတ်သက်ပြီးရောမိမိစိတ်ကူးတရားလောက်ပါအဆင်ပြေပါမယ်နော်ဆက်ပစီနဲ့ပတ်သက်တဲ့ကိစ္စတွေကြိုးပေးပါမယ်အင်္ဂါနာပစ္စည်းတွေကြိုးပေးပါမယ်စာချုပ်စာချုပ်နဲ့ပတ်သက်တဲ့ကိစ္စတွေကြိုးပေးအောင်မြင်နိုင်ပါလေလူငယ်နဲ့ပတ်သက်တဲ့အခြေအရာတော့ရံဖြစ်လိုက်ပြန်ဖြစ်လိုက်ဆိုတဲ့အကိန်းဖြစ်ပြီးတော့အိမ်အောင်ကြီးကတော့တစ်ခါတလေမှာအခက်မတင်တာလေးတွေ ကားများစရာလေးတွေပေါ်ပေါက်တတ်ပါတယ်နော်ဘောဓိသာသမီးတွေနဲ့ကျမ်းပါကြီးလည်းကောင်းပါလေကျမ်းပါကြီးလည်းပတ်သက်ပြီးဘာမှဆိုရင်းစားမရှိပါဘူးနော်အဲဒီတော့မိခင်တွေလည်းကျမ်းပါကြီးကောင်းပါလေဖခင်တွေလည်းကျမ်းပါကြီးအားကြီးဆိုရင်းစားချူတို့တော့ဖခင်နဲ့ပတ်သက်ပြီးအာယုံကျောင်းနဲ့ပတ်သက်တာလေးတွေနော်ကျမ်းပါကြီးနည်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 းတော့ဖြစ်ပေါ်တတ်ပါတယ်နော်ဒါတွေကတော့ခြေရာအနေနဲ့ဘာလို့ဆောင်းထားမယ်ဆိုလို့ရှိရင်လျှောက်တိတုတ်ရောက်လို့ပါ ပေါက်တော့ရေ၄ခွက်ဖျောက်လို့ပါစာတိတုံးနဲ့ရေဖျောက်လို့ပါလို့ပြောမှာဖြစ်ပါတယ်နော်အကြောင်းအားဖြင့်အဝါရောင်ရဲ့အကြောင်းဖျောက်တော့အကြောင်းရဲ့အကြောင်းဆုံးကွက်ကလေးတွေကျိုးပေးပါတယ်ခဏအားဖြင့်၄၆ကျိုးပေးပါတယ်ပေါ်တော့လေးတွေတောက်ကြတဲ့လူကမိမိတွေနေကောင်းနေရင်တော့ဖြစ်ကြပါတယ်ဘုရားတို့တိုင်းကအားလုံးစိတ်ချမ်းသာကြီးကြမှာကြပြည့်စုံကြပါတယ်ကျွန်တော်မိတ်ဆွေများစတပိတတိများအားလုံးမင်္ဂလာပါ22ရက်9လ2025မှာ28ရက်9လ2025တစ်ပတ်အတွင်း ကုမ္မဒရာဗီရဟောစရကကကနကရင်ပြီးရောဟောပြောပြီးတော့မှဖြစ်ပါတယ်ဒီဘသတဗိဒါမီနဲ့ပတ်သက်ပြီးတော့နော်တတဗိဒါမီတွေကလုပ်ငန်းနဲ့ပတ်သက်ပြီးရောရက်ဝဲကိုကြောင်းရွှေ့ရကြီးမြင်ပါတယ်နော် အလုတ်ကိုအကြောင်းပြုရလဲရက်ဝဲကိုအလုတ်ကနဲ့ပတ်သက်ပြီးရောကြောင်းရွှေ့ရမကင်းနေဖြစ်ပေါ်မှာဖြစ်ပါတယ်နောက်အလုတ်မှာတစ်ခါလေးမှာလုပ်ငန်းမှာအဆင်ပြေဖို့ကိုအချိန်အားဖြင့်စောင့်ရတယ်ကြောင်းရွှေ့ရတဲ့လုပ်ငန်းခွင်မှာအဆင်ပြေဖို့အတွက်အချိန်လေးပေးရပါအချိန်ယူရမှာဖြစ်ပါတယ် နောက်အဆောက်လုံငန်းအေဂျင့်လုံငန်းတွေအချင်းကတွေကြုံမယ်နော်အဆောက်လုံငန်းတွေအေဂျင့်လုံငန်းတွေရှိတော့ကနောက်ဆက်ပဲလက်ခုလက်မှာကုလုကလန်တွေဖြစ်နေတတ်တယ်ခီးကျူကတော့ခီးကျူတွေညံ့ပါတယ်အစိုးရဆုံးခီးတွေနဲ့ရင်ဆိုင်ကြုံပြရတတ်ပါတယ်နော်ဒီလိုချင်းဒီကုကလိုက်မှာအားလုံးဟာအသွားရေးလာရေးတွေစူးတီးထားဖို့လိုပါတယ်ခီးနဲ့ပတ်သက်ပြီးတော့နော်အင်မီလာမအရေးကြီးတဲ့ကာလလို့ပြောလို့ရပါတယ်ဒီကျူနဲ့ပတ်သက်ပြီးတော့လူမွေးကိစ္စရတဲ့ကောင်းတယ်လူမွေးနဲ့ပတ်သက်တဲ့ကိစ္စရတဲ့ကောင်းပါတယ်ငွေကံကတော့၃ရဲက၃နော် ဝင်လာမဲ့အကြောင်းကလည်းကိုလိုဟိုဘက်ကရောဒီဘက်ကရောဝင်လာတတ်ပါတယ်နော်ဘယ်သူချိုးပြုတ်သူချိုးပြုတ်ကိုချိုးပြုတ်ရတော့မဟုတ်ဘူးဝင်လာစားရှိလို့ဝင်လာမှာပေးစားရှိလို့ပေးတာကုညီစားရှိလို့ကုညီမှာဆိုတဲ့တဘောလိုထားပြအောင်သုံးဆွဲလို့ရပါတယ်ဝေးကြီးနေပါတယ်ဗျာနော်ကားကြီးထွက်တော်ရတယ်ကြောက်တွေထွက်တော်ထွက်တော်ရပါတယ်ဒီလိုကြာနိုင်ငံခြားကိစ္စကြရည်အကူအညီကောင်းတွေထောက်ပံ့ကောင်းတွေကြားလာနိုင်ပါတယ်နော်အဲ့တော့အထယ်ထယ်လေးလုပ်ငန်းတွေကောင်းတယ်ညွှန်ပြတဲ့ပတ်သက်တဲ့လုပ်ငန်းတွေကောင်း90 90ဖြစ်ပါတယ်မိခရက်စက်လုပ်ငန်းတွေကောင်းပါတယ်မြေတွေပါတယ်ဝန်ကြီးရှိတယ်မြေတွေပါတယ်ဝန်ကြီးရှိတယ် ဘုရားဖူးသွားတာတို့ဘုရားရှင်းတူတော်ကြွလာတာတို့နော်ကြွလာတာတို့ဆိုလို့ရှိရင်ကိုယ်ွယ်လေရလေဟိုဆောဘုရားဗုဒ္ဓရုပ်ပွားတော်လေကိုယ်ွယ်ရတာတို့အဲကြွလာတယ်တူပဲနော်အိမ်မက်ထဲမှာဗုဒ္ဓကိုကိုယ်ွယ်ရတာဗုဒ္ဓဗုဒ္ဓကိုမြင်တွေ့ရတာကိုနမိတ်တွေအိမ်မက်တွေမက်ကတွေကြီထိုးပါငားရခွန်ရအစာကဏ္ဍနေဘာနဲ့ပြိပိရပါလေနော်ငါးခွန်ကနပါတဲ့ကနများများထုတ်ပါအစတော့ငါးရီခွန်နေစတဲ့ကနနေကောင်းပါလေတက်ပစီရေကျိုးပေးမယ် နော်နောက်တစ်ခုကညီလေးပိုင်းဝင်ရဖုန်းလေးပိုင်းတွေဝင်ရှိတယ်ဆက်ကောင်းသမကောင်းတွေ့မယ်ဒီချိန်မှာတရားထုတ်တဲ့လူများတရားထူးတွေပါရနိုင်ပါတယ်နော်အမြင့်ထူးအတိထူးတွေကြားထူးတွေဖြစ်ပေါ်နိုင်ပါတယ်ပွင့်နိုင်ပွက်လာနိုင်ပါတယ်ခေါ်ပြောပြမှာဖြစ်တယ်အထူးအားဖြင့်ဆက်ကောင်းသမကောင်းကိုညီမကောင်းကိုကဲရတဲ့မိတ်ကောင်းဆွေကောင်းရရှိမယ်ကိမိသားစုမှာပြည်သူချင်းဖြစ်ရမယ်ကိမှာပဲလူငယ်နဲ့ပတ်သက်တဲ့အခြေအနေမှာဆိုရင်ရန်ဖလက်တက်စလိုက်ကြည့်ပြီးတော့အိမ်တော်ကြီးတွေကောင်းပါတယ်တသားသမီးတွေအနေနဲ့ကျမရရလဲကောင်းတယ်ဘာမှအထူးလုပ်စရာမလိုနော်ကျမရရ အဲ့တော့ဒီနေ့တည်းမှာဒီပတ်ထဲမှာနေသားသမီးတော်တော်များများဟာမိမိဘာလို့ရှင်လဲမိမိဘာဖြစ်ရှင်လဲပေါ့နော်နော်အဲ့တော့တသာသိသားသမီးရောတခြားနေသားသမီးရောစိတ်ကူးထဲမှာကိုစိတ်ကူးထဲမှာပေါ်လာလို့ပါဆက်ကနေကြာမှာဆက်ကနေထလို့ပါနေကြပါအောင်မြောက်ဖြစ်ပါတယ်နော်အဲ့တော့မိခင်ကျမကြီးနည်းနည်း ခြေတော်ကလေးကျမ်းမာတွေအကျောနဲ့ပါတာအနှင်းငယ်ပါဒါလည်းစိတ်ဆံပြီးဖတ်ခဲ့တဲ့ကျမ်းမာတွေကောက်ပါတယ်ခြေရာတွေနဲ့ဘာကြီးဆွမ်းထားမလဲဆိုလို့ရှိရင်ပေါင်မုံ့နိုစားဖျောက်လို့ပြောလူကစူတော့မှာနော်အရာအပြည့်အဖြူရောက်နှစ်ယောက်ချိုးပေးပါတယ်ခဏအပြည့်၅ခွင့်ချိုးပေးပါတယ်တတပရိနေတို့စနေနေ့တို့ကမိမိတို့နေကောင်းနေရမယ်ကြားပါတယ်တတပရိနေအားလုံးစိတ်ချနိုင်ဖို့ကျမ်းမာတွေပြည့်စုံကြပါလိမ့်မယ်ဟုတ်ကြတာဒီကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါ22ရက်5လ2025ခုနှစ်28ရက်5လ2025တပတ်အတွင်း ကုမုဒ္ဒရာအဖေတဲ့ဟောဆန်းကဏ္ဍကလည်းပြောတောက်ကြတာသမီးများလို့ဟောပြောပေးတော့မှာဖြစ်ပါတယ်နော်။တောက်ကြတာသမီးတွေဟာလုံကနှမျိုးလေးစလောက်ကြရမှာပဲအလောက်ကလေးတော့တခုကတော့ကောင်းမယ်တခုကတော့နင်းငယ်ဆုံးရှုံးမှုနင်းနာမှုအနှင်းငယ်များတော့ကျုံပါမယ်နော်။အစ်ချက်လုံကနေလည်းကောင်းမယ်အဆောက်အုံလုံကနေလည်းကောင်းမှာဖြစ်ပါတယ်။လုံကတိတိုးချတဲ့ကိစ္စကြီးလည်းကောင်းပါတယ်။ဦးစီးဦးဆောင်လောရမယ်လုံကနေလည်းကောင်းပါတယ်။ငွေကြီးရတဲ့ငွေကြီးနဲ့ငွေကြီးနဲ့ပတ်သက်ပြီးတော့လောက်ချကြရင်များမယ်ထောက်ငွေတွေများမှာဖြစ်ပါတယ်နော်။ဒီချိန်မှာတခု ခိုးခံရတဲ့အနေအထားမျိုးတွေဖြစ်ပေါ်လာတယ်ကြီးမားတဲ့ပစ္စည်းတွေအတိုင်းပိုးရှိတဲ့ပစ္စည်းတွေတေးထားပါဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိန်းတွေကောင်းတယ်စာချုပ်ကိစ္စတွေကောင်းတယ်နောက်လူမွေးနဲ့ပတ်သက်တဲ့ပြဿနာတွေတွေဖြစ်ပေါ်တာလူမွေးကိစ္စတွေပေါ်ပေါ်တတ်တယ်နော်လူမွေးပြဿနာတွေပေါ်မယ်သားသမီးနဲ့ပတ်သက်ပြီးစိတ်ပူပန်တော့ကရှိစရာကျောင်းလိုက်မယ်သားသမီးနဲ့ပတ်သက်ပြီးလည်းစောင့်ကြည့်ဇေထားမယ်အနေအထားမျိုးဖြစ်ပေါ်မှာဖြစ်တယ်မြေတွေပါတယ်ဝင်းရှိရယ်ဖုန်းကိစ္စတွေကောင်းတယ်ပွဲစားလုံးကောင်းတယ်ဆရာကောင်းသမားကောင်းတွေ့မယ်နောက်ပညာထူးပညာစမ်းတွေရတတ်တယ် ာရာကြီးထဲထဲဝယ်လုံးနိုင်မယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်ဘုဒ္ဓပတိစိတ်ပါနော်ပတိကုပတ်ရောင်စိတ်ပါဘုဒ္ဓဘုဒ္ဓဘုဒ္ဓဆိုပြီးတော့ပတိကုပတ်ရောင်စိတ်ပါခေးချွာအင်မတန်ညံ့တယ်ခီးနဲ့ပတ်သက်ပြီးတော့ခီးသွားရေးလာရေးညံ့ပါတယ်နော်အဲခီးဒီဘက်ဒီတစ်ပတ်ထဲမှာကျွန်တော်ရဲ့ခဏရသားသမီးအားလုံးခီးသွားရေးနဲ့ပတ်သက်ပြီးတော့အထူးသတိထားမယ်အနေထားမျိုးတွေတွေ့နေရပါတယ်နော်အဲ့တော့ဒီလိုကြနိုင်ငံကြကိုကြီးမတ်တော့ပေါ်မယ်နော် ပြည်ဝင်ကြနိုင်ငံကြာကိုညီမဆောက်ကိုပေါ်ပါတွန့်ထွက်တရားစရပစ္စည်းကောင်းပါအထယ်ထလိပ်လုပ်ငန်းတွေကောင်းပါတယ်မိလျက်စစ်လုပ်ငန်းတွေကောင်းပါတယ်နော်အဲ့တော့လူငယ်နဲ့ပတ်သက်တဲ့အခြေအမှန်တော့လည်းလက်ခွဲရမယ့်အနေအထားမျိုးဖြစ်တယ်အိမ်ဆောင်ရေးတွေကောင်းပါတယ်ဘာသာတာသမီးကျမ်းမကြီးအနေငယ်ညံ့တတ်ပါတယ်နော်အဲခီးသွားလို့ကျမ်းမကြီးအနေငယ်ညံ့တတ်တယ်မိခင်ကျမ်းမကြီးညံ့တတ်တယ်ဖခင်ကောင်းပါတယ်ရေတရာဒီနဲ့ဘာကြီးလှုပ်ထားမယ်ဆိုလို့ရှိရင် ဒီကြဒီလို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 ခါမှာပွဲထိုးနိုင်လို့ရှိရင်ပွဲထိုးပြီးတော့ပွဲထိုးနိုင်လို့ရှိရင်ကောင်းပါလေနော်။ကိုယ်ကပွဲမထိုးနိုင်လို့ဆိုလို့ရှိရင်တော့နွားနို့လေးတစ်ခွက်ဖျောက်လို့ပါ။ပွဲထိုးနိုင်တဲ့မိတ်ဆွေကပွဲထိုးပါလို့နော်။အားလုံးဆွတောင်းပါနော်။လွယ်တဲ့နေရာမှာလည်းဆွတောင်းပေးပါလို့ပြောချင်ပါတယ်နော်။အဲ့တော့ဖန်သားသမီးအစဉ်ပြောင်းလည်းဆွတောင်းပေးပါလို့ပြောပြပြန်တကြသားသမီးရနော်။ပွဲထိုးပါလို့အကြံပေးလိုပါတယ်။အကြောင်းအားဖြင့်အဖြူရောင် အဝါရောင်အနဲ့ရောင်ကျူးပြီးပါတယ်ခဏအပြည့်9300ကျူးပြီးပါတယ်တတပတိတို့စင်နေတို့ကမိမိတို့နေကောင်းနေမဲ့ဖြစ်ကြပါတယ်ပေါကြတာတပည့်ကြီးချမ်းမိုက်ထူပြူဆိုင်ပါတော့ပြောမှပြပါတယ်နော်တတပတိနေမှာအင်းကြီးအဟောင်းတည်းဝိတ်ပြီးရောတောက်ကြနေမှာဆွန့်ပြပါဆွန့်ပြလိုက်ပါဒါမိရှို့လိုက်ပါနော်အင်းခေါင်းရင်းတွေတို့မြင့်နေတာမိရှို့လိုက်ပါပေါကြတိုင်းများအားလုံးစိတ်ချမ်းသာနေကိုယ်ချမ်းမြေ့ခြင်းများပြည့်စုံကြပါစေကျွန်တော်မြေစီများစနေသားပြည်များအားလုံးမင်္ဂလာပါနော်၂၂ရက် 9လ2025မှာ28ရက်9လ2025တပတ်တွင်တနေ့သားသမီးများနဲ့ပတ်သက်ပြီးတော့ဟောပြောပေးသွားမှာဖြစ်ပါတယ်နော်စနေသားသမီးများအလုပ်ငန်းသူစနေသားသမီးရေလုပ်ငန်းနားရတော့နော်ကြောင်းရတာမကြောင်းရတဲ့နော်နေရာတကင်းကြောင်းတာအလုပ်ကင်ကြောင်းတာလည်းကြောင်းရနိုင်ပါတယ်အဲဒီတော့အလုပ်အလုပ်အလုပ်မှာ အဲဒီမှာမလုချင်တာမလုချင်တာပါပဲတိုးတော်လည်းပဲကိုကလုပ်ငန်းနဲ့ပတ်သက်ပြီးလို့ရှင်ဇာဝေးကိစ္စတော်လည်းကောင်းအနီးပဝန်းကျင်ရဲ့အလုပ်ကိစ္စကြီးရက်တွေလည်းကောင်းပြည်တွင်းလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ကိစ္စကြီးတွေကိုကအားသာချက်ရှိပါတယ်နော်အဲဒါလက်ချင်တာလုပ်ငန်းပြောင်းလည်းရတယ်မပြောင်းလည်းရတယ်လို့ဟောပြောပေးလို့ပါအခြေလုံကနေလည်းကောင်းပါလေနော်အဆောက်အအုံလုံကနေလည်းကောင်းပါလေခရီးရရှိကြတွေညံ့ပါလေနော်ဒီဘက်မှာကျွန်တော်ရဲ့မိစင်များခရီးသွားဖို့ကအင်မတန်မ ခေးကနေညံ့တဲ့အတွက်ဘလို့မလို့လားပဲခေးပဲတိတ်သွားလို့မတက်ပါဘူးလို့ဟောပြောပေးမှဖြစ်ပါတယ်နော်အဲ့တော့လူမွေးကိစ္စရတဲ့တော့နည်းနည်းလေးပြိပကပြိပကဖြစ်တတ်တယ်သစ္စာပြဆုံးပိုင်းဆိုင်မလွတ်တတ်ဘူးပေါ့နော်ဝေးချင်းနဲ့ပတ်သက်ပြီးစကားပြောဆိုပြော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 ဆိုရမယ့်ကိစ္စတွေနောက်တခြားလူမွေးနဲ့ပတ်သက်တဲ့ကိစ္စရတဲ့ပေါ့ဒါလေးတွေပြောရေးဆိုကိစ္စတွေအစမပြေတတ်ဘူးဖြစ်တတ်တယ်နော် ပါသမီနဲ့ပတ်သက်တဲ့အောက်လင်္ကာရာနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေလည်းဒိဋ္ဌာမှဖြစ်တယ်။အဲတော့ဟိုတော်တော်ဟိုတွားရည်လာရဲ့ကိစ္စစနော်။ကိုယ့်ရဲ့မိဘအောက်မှာကိုယ့်ရဲ့အရေးအောက်မှာပဲရှင်နေဖို့လိုအပ်ပါတယ်။ဝေကံနေကောင်းတယ်ဝေကံရမ်းကောင်းတယ်နော်။စနေသားသမီးဝေကံကတော့အဖက်ကတော့ကောင်းလိမ့်မယ်။အယောင်ဝယ်လုပ်ငန်းတွေကုသညောင်းဝယ်လုပ်ငန်းတွေနိုင်ငံခြားစီးဆင်းတဲ့ငွေတွေအဲကောင်းကောင်းတယ်ကြောက်လုပ်ငန်းကောင်းတယ်ကားလုပ်ငန်းကောင်းတယ်ရောင်းဝယ်ကောင်းတယ်နော်။ ။ဒါရေးအလုံးကောင်းပါတယ်။နောက်ဒီမျိုးကြားနိုင်ငံခြားကွန်ကြီးမဆောက်ပေါ်မယ်။ဒီမျိုးကြားနိုင်ငံခြားကွန်ကြီးမဆောက်ပေါ်ပါမယ်တဲ့။အခြေထည်လေးတွေတော့ကောင်းပါတယ်။တွန့်တဲ့တရားစာတပစ္စည်းတွေလည်းကောင်းပါတယ်နော်။မိတ်ဆွေပေါင်းစုတွေလည်းကောင်းတယ်။မိသားစုရေးတွေလည်းကောင်းပါတယ်။ညီကိစ္စဝဲလို့ဒီဖြစ်စီရောင်းလို့ဒီဖြစ်စီအလုံးကောင်းတယ်။ဒီအရစက်ပစ္စည်းတွေကတော့ကောင်း90ဆုံး90ဖြစ်စေစက်ပစ္စည်းနဲ့အင်္ဂါနာနဲ့ပတ်သက်တဲ့ပစ္စည်းပစ္စည်းကိစ္စတွေကတော့ကောင်း90ဆုံး90ဖြစ်ပေါ်ကြပါလားနော်။ လူငယ်တဲ့ဘက်ကတဲ့ခြေရတော့ဆန်းပွက်မယ်လက်ပွက်မယ်ဆိုတဲ့ဆန်းလက်ပွက်မယ်လက်လက်ပွက်မယ်ဆိုတဲ့ပေးဖြစ်ပါတယ်နော်အဲ့ဒါငွေကန်နေတဲ့ကောင်းနဲ့ခြေကန်နေတဲ့ကောင်းပါလေအိမ်ဆောင်ရေးရတော့ကောင်း90 90ဖြစ်ပါတယ်နော်တနေသားသမီးချက်မကြီးရန်ကောင်းနဲ့ဘာမှလုပ်ရှာမလို့နော်စနေသားသမီးစိတ်ထဲမှာပေါ်လာတဲ့လုပ်ပါဖြတ်ခနဲ့ကြမှာစကားနဲ့ထပ်လို့ကြပါကျွန်တော်မိထင်များအားတော့ဒီတစ်ပတ်တည်းမှာဘယ်မှမချိန်ပါနဲ့ချင်းချင်းမှုမလို့ပါနဲ့နော်အခုတပတ်စာဟောပြောတဲ့မိသားသမီးအားလုံးနဲ့မှာတနင်္ဂနွေရနေပြီးတော့စနေတိအောင်နော် ဆက်ကနေကြမှာဆက်ကနေထပ်လုပ်ကြပါမိမိတို့ရဲ့အခွင့်အရေးတွေရှိပါတယ်ဒါကိုဒေးပေးပြီးဟောပြောပြပါတယ်နော်ဝန်တာဆရာဖြစ်လို့ဟောပြောပေးလိုပါတယ်နောက်တစ်ခုကမလိုလားဘက်နဲ့ဟိုကြီးသွားတဲ့ကိစ္စတွေရတော့ဟိုတိတ်အချင်းနေမကောင်းဘူးနော်မတော်တာအကောင်းဆုံးလေးလို့ထပ်ပြီးရောဟောပြောပေးလိုပါတယ်ဆိုတော့ရရအနေနဲ့ဗိုက်ဆောင်ရထားမယ်ဆိုလို့ရှင်အခုနပြောသွားပြီလေဟိုအိမ်တော်ကြီးကတော့ကောင်း90 90ပြောထားတယ်အခြေအခြေကြီးကောင်းတဲ့စမ်းကြိုကောင်းတယ်ခေါ့ဟုတ်ပြီအဲ့တော့ဈေးမကြီးနဲ့ပတ်သက်ပြီးတော့လည်းစင်စားကြီးကောင်းတယ်လို့ပြောထားတယ် အဲ့တော့မိခင်ကျမကြီးကောင်းတယ်ဖခင်လည်းကျမကြီးကောင်းတယ်ဘာမှအကုန်လုံးကောင်းတယ်လို့ပြောပါနော်အဲ့တော့ဇရရားဘာစားထားမယ်ဆိုလို့ရှိရင်နန်းကြီးတုတ်ဖျောက်လို့ပါစနေသားသမီးရေနော်နန်းကြီးတုတ်ဖျောက်လို့ပါကိုယ့်ရဲ့နေသားသမီးရေဒီဟောပြောတဲ့နေသားသမီးဒီမှာဇရရားပြတဲ့အခါမှာမိမိတို့လှူဒန်းတဲ့အမနေနိုင်တဲ့အကြောင်းပြုပြီးတော့လှူဒန်းပေးတာတဲ့ကိန်းဖြစ်တယ်ဒါကြောင့်နေသားသမီးရေအကုန်ကောင်းနေတော့မွေးနံနေကုန်ကောင်းနေတာတွေ့ရတယ်နော်ဒါကြောင့်မလို့နန်းကြီးတုတ်ဆိုတာစနေနာကိုစားပြီးတော့နန်းကြီးတုတ်ဖျောက်လို့ပြောခြင်းဖြစ်ပါတယ်နော် အရာအားဖြင့်အဖြူရောင်နဲ့ရောင်အချိုးပေးပါတယ်ခဏအားဖြင့်ခုနှစ်ကနှစ်ကချိုးပေးပါတယ်စနေနေ့တို့တနင်္လာနေ့တို့ကမိမိတို့နေကောင်းနေမှာဖြစ်ကြပါလေစနေသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမြတ်ခြင်းများပြည့်စုံကြပါလေခင်ဗျာ